နှစ်ဦးမှာမင်္ဂလာစကားပါရပါတယ်နှစ်တကိုကူကြပြီဆိုလို့ရှိရင်မင်္ဂလာရှိတဲ့ကုသိုလ်တရားတွေနဲ့နှစ်တကိုကူပြောင်းကြဖို့လိုအပ်တယ်မိမိရဲ့သီလအနှစ်၊သမာဓိအနှစ်၊ပညာအနှစ်ဆိုတဲ့အရာတွေနဲ့နှစ်တကိုကူကြနှစ်တကိုကြိုးကြတာဟာမင်္ဂလာအရှိဆုံးပဲ ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်နေတဲ့နှစ်ဖြစ်အောင်ကြိုးစားမယ်လို့နှစ်သက်အစကတည်းကကသန္ဓိဋ္ဌာန်ချပြီးတော့မိမိရဲ့ကာယကံကြောင့်ဘယ်သူမှစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းမဖြစ်ပါစေနဲ့မိမိရဲ့ဝစီကံနှုတ်ထွက်စကားတွေကြောင့်ဘယ်သူမှကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမဖြစ်ပါစေနဲ့မိမိရဲ့အတွေးအကြံအမြင်တွေကြောင့် ဘဲသူမှကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းမဖြစ်ပါစေနဲ့လို့နှစ်ဦးအစကတည်းကကနိဋ္ဌာန်ချပြီးစူးစမ်းကြမယ်ဆိုရင်တတိုင်းပြည်လုံးမှာရှိတဲ့တိုင်းသူပြည်သားအပေါင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအပေါင်းဘေးဥပတ်အန္တရာယ်တွေကင်းဝေးကြပြီးတော့အေးချမ်းမှုရဲ့အစတွေဖြစ်နိုင်တယ်လောဘဒေါသတွေနဲ့ထူပြောပြီးတော့အတိလို့မိုက်လို့တွေးဝေးလို့ မှားခဲ့တဲ့အမားတွေလည်းနှစ်ဟောင်းမှရှိခဲ့ကောင်းရှိခဲ့နိုင်တယ်။အဲ့ဒီနှစ်ဟောင်းမှကို့အကြောင်းမလို့တပါးသောသူတွေထိခိုက်ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်ဒီနှစ်တည်းမှာတော့ကို့အကြောင်းဘယ်လိုလုပ်မှထိခိုက်ခြင်းမရှိစေရ။ကိုပြုတဲ့ကာယကံကိုပြောတဲ့ဝစီကံကိုတွေးတဲ့အတွေးအကြံတွေဟာမိမိနဲ့တကွသူတစ်ပါးတို့ကိုကြီးကြံပါခြင်း ်စိတ်ချမ်းသာခြင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေသောကာယကံဝစီကံမနောကံတို့သာ ဖြစ်စေရမယ်လို့စောင့်တည်ပြီးကြိုးစားသင်ပါတယ်။ဘဝဆိုတာက ခဏတာသာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်းတည်ငကအတိုင်းတည်ငကအတိုင်းခဏမစဲယုံနန္တမှာသင်္ခါရတရားတွေဖြစ်နေကြ၍ခဏမစဲပဲပြန်ပြီးတော့ပြတ်နေကြတယ်။ ဘယ်အရာမှတည်မြဲတယ်ဆိုတာလည်းမရှိပဲပျက်စီးခြင်းနဲ့သာအဆုံးသတ်နေကြတာကိုမြဝါထင်ထင်မြင်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီမမြဲခြင်းတရားကိုနှလုံးသွင်းပြီးတော့အသက်ရှင်စင်ကာလယက်ဒီနိုင်စင်ကာလလှူရှားနိုင်စင်ကာလတွင်မှလောကကောင်းကျိုးမိမိကောင်းကျိုးနှပြသောကောင်းကျိုးကိုဆောင်ရွက်နိုင်သူတွေဖြစ်အောင်ကြိုးစားမယ်လို့တန်ိဋ္ဌာန်ချပြီး နှစ်သစ်ကိုကြိုးစိုးကြမယ်ဆိုရင်ဖြင့်မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်လိမ့်မယ်မင်္ဂလာဆိုတာကလည်းကိုကိုတိုင်းကမင်္ဂလာရှိတဲ့အလုပ်ကိုလုပ်ပါမှမင်္ဂလာတရားတွေရှိလာတာကိုကိုတိုင်းမင်္ဂလာမဲ့နေပြန်တော့လဲမင်္ဂလာတရားတွေမကိန်းအောင်နိုင်ဘူးအချင်းချင်းရိုင်းပင်းကိုညည်ချင်းအချင်းချင်းမြတ်တာထားကြချင်းအာနေသူကို ဖေးမှကူညီကြချင်း သူတစ်ပါးတို့ရဲ့အောင်မြင်မှုတွေကို ကြားရင်လဲဝမ်းသာပေးနိုင်ကြခြင်း အတိုက်အခိုက်ဆိုတာမရှိစေရပဲ တိုက်ခိုက်မှုတွေကြုံလာပြီဆိုရင်လည်းပဲတပ်ပေတတ္တာကမ္မတကာတတဝမန္တမြတို့သည် ကိုပြုသောကံတာလျင်ကိုပိုင်ဥစ္စာရှိသည်ကိုပြုတဲ့ကံဒီအတိုင်းပဲအတိအတိမဒူးညိတဲ့လာရတွေတွားကြရတယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့ တိုက်ခိုက်မှုကိုဥပိ္ပခာဖြင့်ရင်ဆိုင်နိုင်တဲ့နှလုံးသားတွေ ပိုင်းဆိုင်ကြပြီးမေတ္တာတရားများထွန်းကားအောင်ကြိုးစားကြပါမှကရုဏာတရားမုဒိတာတရားဥပိ္ပခာတရားများထွန်းကားအောင်ကြိုးစားကြပါမှလောကအေးချမ်းပဲနေတ္တကိုကြိုးရဲဆိုပြီးလွဲမသောအရာတွေနဲ့မကြိုးကြပဲဥပုတ်တိလဆောင်းထိန်ကြခြင်းမိမိရဲ့မစင်ကြဲသောအရာများကို စင်ကြဲအောင် တရားဖြင့်စေကြောကြခြင်းတရားအရေးကို ခိုးဝင်းကြကုန်၍မြတ်စွာဘုရားတရားကိုနှလုံးသွင်းရင်မငြိမ်းချမ်းသေးတဲ့နှလုံးသားကိုငြိမ်းချမ်းအောင်မဖြူစင်သေးတဲ့နှလုံးသားကိုဖြူစင်အောင်မတည်ငြိမ်သေးတဲ့နှလုံးသားကိုတည်ငြိမ်အောင် တရားနဲ့ဆုံးမပြီးနှစ်တကူဆက်လက်ရှောက်လန်းပါမှအင်းရေရှိတဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်မယ်။ ရင့်ကျက်တဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်မယ်။ပြီးတော့ဉာဏ်ပညာအပြင်လည်းပဲထက်မြက်တဲ့ဉာဏ်ပညာထက်မြက်တဲ့စင်ကျင်တုံတရားတွေနဲ့မိမိသူတစ်ပါးအကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့လူသားတယောက်အနေနဲ့ဆက်လက်ရှောက်လန်းနိုင်ကြမယ်။လူတိုင်းလူတိုင်းမှာအနာဂတ်တွေရှိတယ်ဆိုပေမဲ့အဲ့ဒီအနာဂတ်ဆိုတာကလည်းကိုကိုတိုင်းဖန်တီးမှုကလည်းပဲ အများကြီးတက်ရောက်မှုရှိလေတော့ကိုကိုတိုင်းရဲ့ပြုမှုပြောဆိုဉာဏ်စီမှုတွေဟာလည်းကိုယ်အနာဂတ်ကိုပုံဖော်နေတာဖြစ်တဲ့အတွက်ကောင်းသောကာယကံကောင်းသောဝစီကံကောင်းသောမနောကံတို့ဖြင့် ကောင်းသောပြစ္ဆုတ်ပံမှာနေထိုင်ပြီးပြစ္ဆုတ်ပံမှာအပြစ်ကင်းစွာ နေထိုင်ပြီးတော့ကောင်းမွန်တဲ့အနာဂတ်တွေပေါ်ထွက်လာအောင်ဖန်တီးနိုင်ပါစေလို့မြတ်တာပို့ပေးတယ်အဲ့ဒီလိုနဲ့ တရားကြင်ကြံကြတဲ့သူများမှသာဘေးဥပ္ပအန္တရာယ်တွေကင်းဝေးနိုင်ကြတာဖြစ်တဲ့အတွက်တရားကိုယ်သာ နှစ်သက်မှ များစွာအားကိုးဖို့လိုပါလိမ့်မယ်။လူတွေတွေ့ကြုံကြတဲ့ဘေးဥပ္ပအန္တရာယ်တွေဆိုတာတချို့ဘေးဥပ္ပအန္တရာယ်တွေက လူတွေကိုယ်တိုင်ပဲဖန်တီးထားလို့ကြုံရတဲ့ဘေးဥပ္ပတွေဖြစ်တာများလေတော့လူတွေက တရားစောင့်ကြမယ်ဆိုရင်ဖြင့် လောကပြန်ပြီးတော့ตายာနိုင်တယ်လူတွေမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမစိုးတရားတွေပြန်လဲထွန်းကားရင်ဖြင့်လောကသည်ပြန်လဲအေးချမ်းပြီးတော့ตายာလာတယ်လို့ဘုရားရှင်ဟောကြားထားတယ်မေတ္တာတရားတို့ကရုဏာတရားတို့စသည်တို့ခေါင်းပါသွားပြီပျောက်သွားပြီဆိုရင်ဖြင့်လောကပျက်စီးတတ်တယ်လူတွေကိုယ်တိုင်ပဲလောကตายာအောင်ဖန်တီးနိုင်တယ်လို့ ဒီလူတွေကိုယ်တိုင်ကပဲလောကပျက်စီးအောင် ဖန်တီးနေကြတာကိုကိုယ်တိုင်ကလောကကိုဖျက်ဆီးသူမဖြစ်စေရဘဲနဲ့လောကကိုလှပါစေသူ လောကကိုတည်ငြိမ်အေးချမ်းစေသူအဲ့ဒီလိုအကျိုးရှိလူသားတယောက်ဖြစ်အောင်ဆက်လက်ရှောက်လန်းဖို့အများကြီးလိုအပ်တယ်ဒီနေရာမှာအခြေခံမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့တရားတွေပေါ်မှာ အခြေပြုပြီးတော့ မိဘနဲ့သားသမီးကြနေဟောင်းတုံးကမသိမလိမ္မာခဲ့ကြတဲ့အတွက်ကြောင့်သားသမီးကလည်းသားသမီးဝတ္တရားကိုနားမလဲမိဘကလည်းမိဘဝတ္တရားတွေပြက်ကွက်ကြပြီး ဖြစ်ခဲ့ကြသောမိဘနဲ့သားသမီးကြကနားလည်မှုလွဲမှုများပြက်ကနာများကိုနှစ်သင်မှဆက်ပြီးတော့မဖြစ်စေရလို့စောက်တည်ကြ၍သားသမီးတွေဘက်ကလည်း တာသမီတာဝန်ကိုကျေပြွန်စွာထမ်းဆောင်ရင်မိဘတွေကလည်းမိဘတာဝန်ကိုကျေပြွန်စွာထမ်းဆောင်ရင်ဖြင့်တာယာတဲ့မိသားစုဖြစ်အောင်နှစ်သက်မှာဖန်တီးကြဖို့လိုအပ်တယ်။ဆရာသမားနဲ့တပည့်တွေကြားမှာလည်းနှစ်ဟောင်းတုံးကအတ္တတွေမာနတွေနဲ့ကြားထဲမှာအဖို့အထက်တွေရှိခဲ့ကြမယ်ဆိုရင်နှစ်သက်မှာတော့ဆရာကလည်းဆရာကျင့်ဝတ်နဲ့ပြည့်စုံစွာ နေထိုင်ရင်း တပည့်တွေပေါ်မှာမေတ္တာပို၍ပေးနိုင်သောနှစ်သက်ဖြစ်အောင်ကြိုးစားရင်တပည့်တွေကလည်းဆရာသမားအပေါ်မှာ ပြုကျင့်သင်တဲ့ကျင့်ဝတ်တရားတွေကို မလင်ဟင်းစေရပဲဆရာတွေအပေါ်မှာမေတ္တာတရားပေးရင်ဖြင့်မိမိရဲ့ဆရာသမားများစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံအောင်ကြိုးစားပေးနိုင်တဲ့တပည့်ကောင်းတွေဖြစ်အောင်ကြိုးစားကြရင်စာသင်ကျောင်း ဆိုတဲ့ပဝင်းကျင်မှာ မင်္ဂလာရီနဲ့သာထုံမွန်း၍ပျော်စရာတွင်နဲ့သာပြည့်နေသောပဝန်းကျင်တစ်ခုဖြစ်အောင်ဆရာတပည့်ပူပေါင်း၍ဖန်တီးနိုင်သောနှစ်သစ်ဖြစ်ပါစေလို့ဆန္ဒမွန်ပြုအပ်တယ်။ဒီလိုပဲမိတ်ဆွေအပေါင်းအသင်းအချင်းချင်းကြားမှာလည်းပဲလောကဘာလတရားတွေထွန်းကားကြပြီးတော့အချင်းချင်းဖေးမှကူညီကြ၊ရိုင်းပင်းကြ၊စာနာကြဒီလိုမျိုးနဲ့ မိတ်ဆွေချင်းချင်းကြမှာမေတ္တာတရားတွေသာထွန်းကားအောင်ကြိုးစားကြရင်မေတ္တာဗလဆိုတဲ့ခွန်အားအစစ်ကိုရအောင်ကြိုးစားနိုင်မယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ထက်ဒီနှစ်မှာပိုးပြီးတော့အောင်မြင်တဲ့နှစ်တွေဖြစ်နိုင်တယ်မိတ်ဆွေအားကိုအသုံးပြုကြကုန်၍အချင်းချင်းတစ်ဖက်နဲ့တစ်ဖက် သူးသားသည်ကိုးနာသည်ဆိုတာမျိုးတွေမရှိစေရအောင်နှစ်ဖက်မျှတဲ့ဆက်ဆံရေးတွေနဲ့ ူလဲအောင်မြင် ကိုလဲတိုးတက်ဆိုတဲ့ပုံစံမျိုးနဲ့မိတ်ဆွေချင်းချင်းဖေးမှရိုင်းပင်ကြပြီးမြန်မာလူမျိုးဆိုတဲ့အမျိုးကိုချစ်တဲ့စိတ်နဲ့ပဲအချင်းချင်းရိုင်းပင်ကူညီ၍နိုင်ငံတိုးတက်သည့်အထိကြိုးစားသွားပါသွားနိုင်လိမ့်မယ်အဲ့ဒီလိုနိုင်ငံတိုးတက်သည့်အထိကြိုးစားသွားနိုင်ဖို့ရမှာတဦးချင်းတယောက်ချင်းကမြတ်တာတွေထွန်းကားနေဖို့လိုတယ်တဦးချင်းတယောက်ချင်းကိုလည်း ဖေးမှဂူကြီးတွဲခေါ်သွားဖို့လိုအပ်တယ်။အတ္တရီရှည်ရန်တင်းမဲ့ဆိုရင်ဖြင့်နေနာသူတွေများကြကုန်၍မိမိတွင်မကတနိုင်ငံလုံးမှာရှိတဲ့နိုင်ငံသူနိုင်ငံသားအားလုံးတို့ဟာလည်းဆိုးကျိုးတွေကိုသာဆက်လက်ပြီးတော့ခံစားနေကြရမှာဖြစ်တယ်။အဲဒီဆိုးကျိုးတွေပျောက်၍ကောင်းကျိုးတွေရောက်လာခြင်းတည်းဆိုရင်ဖြင့်ကိုယ်ကလည်းမိတ်ဆွေပြည်သားအောင်ကြိုးစား တဖက်လူကလည်းမိတ်ဆွေပိသားအောင်ကြိုးစားမိတ်ဆွေချင်းချင်းအပြန်အလှန်ပြုကျင်ရမယ်ကျင့်ဝတ်တရားများမိတ်ဆွေချင်းချင်းစောင့်ထင်းရမယ်သစ္စာတရားများမေတ္တာတွေသစ္စာတွေဆိုတဲ့မြတ်စွာဘုရား ဟောကြားတော်မူတဲ့တရားတွေထွန်းကားလာမယ်ဆိုရင်အချင်းချင်းရန်သူလိုသဘောမထားကြပဲရန်သူတွေခေါင်းပါလာ၍မိတ်ဆွေတွေပေါ်များလာကြကလောကကြီးကတာယာအေးချမ်းလာလိမ့်မယ် အချင်းချင်းရဲ့ကြိုးစားမှုကိုလည်းအတိအမှတ်ပြုပေးကြကုန်၍ကြိုးစား၍အောင်မြင်မှုတွေကိုလည်းပဲအတိအမှတ်ပြုကြချီးမြှောက်ကြရင်းဖြင့်မိမိရဲ့တိုင်းဝိုင်းတွင်မက နိုင်ငံတစ်ခုလုံးပါတိုးတက်အောင်မြင်သွားသည့်အထိကြိုးစားခြင်းစိတ်နဲ့ကြိုးစားရုံးကန်ကြရင်ကိုယ်နိုင်ငံကိုကိုယ်သူတစ်ပါးတည်းတာရအောင် တိုးတက်ကောင်းမွန်အောင်တည်ထောင်နိုင်ကြတဲ့သူတွေဖြစ်အောင် ကြိုးစားတင်တယ်နှစ်သက်ဆိုပြီးတော့အသက်တွေနဲ့စရမယ်နေရာမှာ နှစ်ဟောင်းကပါလာတဲ့ညစ်ထင်းနေသောစိတ်များမကျေနပ်သောမကျေနပ်ချက်များညှို့ထားသောအညိုအတေများမုန်းထားသောအမုန်းများကိုနှစ်သက်တည်းဆက်ပြီးယူလာအောင်မယ်ဆိုရင်နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့အနိဋ္ဌာယုံတွေပဲဆက်လက်ပြီးတော့နှစ်သက်မှာကြုံရပါလိမ့်မယ် အနိဋ္ဌာယုံတွေမကြုံကျင်ကြဘူးဆိုရင်ဖြင့်အိဋ္ဌာယုံဖြစ်သောအလုတ်တွေကိုသာလှုပ်ကြ၍ကောင်းတာတွေမြင်ခြင်းရင်ကောင်းတာတွေလှုပ်ဖို့လိုအပ်တယ်။ကောင်းတဲ့နမိတ်တွေကိုဖန်တီးဖို့လိုအပ်တယ်။စကားပြောရင်ပဲဖြစ်ဖြစ် အလုတ်လှုပ်ရင်ပဲဖြစ်ဖြစ်အတိတ်နမိတ်ကိုဆောင်၍မင်္ဂလာရှိသောစကားမင်္ဂလာရှိသောအလုတ်ကျက်တည်ရှိသောစကားကျက်တည်ရှိသော အလုတ်တွေကိုလှုပ်ကြမယ်ဆိုရင်ဖြင့် နှစ်သက်ဟာမင်္ဂလာရှိတဲ့နှစ်သက်ဖြစ်လာလိမ့်မယ်တရားနှလုံးသွင်းရင်းဖြင့်အပြစ်ကင်းစင်တဲ့နေ့တွေကို ရှင်းတန်းကြမယ်အပြစ်ကင်းစင်သော နေ့များကိုကြော့ဖြတ်ကြမယ်ဆိုရင်လေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတိုးတက်ကောင်းမွန်ခြင်းတွေကိုပြန်လည်ရရှိမှာဖြစ်တယ်အမုန်းတွေ မရှိတော့ဘူးအညိုးတွေမရှိတော့ဘူးတပတ်သားပေါ်မှာမနာလိုစိတ်တွေမရှိကြတော့ဘူး အများအတူတူ ကောင်းကျိုးတွေကိုရယူခံစားကြမယ်။စားလည်းအတူတူနေနာရင်လည်းအတူတူယုံမယ်။ဒီလိုစိတ်တံမျိုးနဲ့မိသားစုလိုမျိုးစိတ်ထားတွေပြန်ထားနိုင်ပါမှ။သူ့နဲ့ကိုယ်နဲ့မခွဲခြားပဲအကုန်လုံးဟာ လူသားတွေသာ ဖြစ်တယ်လို့လူသားအချင်းချင်းစာနာတဲ့စိတ်တွေထွန်းကားပါမှ။ဟိုးအရင်အတိတ်တုန်းကပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတဲ့ကာလမျိုးတွေလိုမျိုး မင်္ဂလာရှိတဲ့နေ့တွေကိုပြန်ကြုံတွေ့နိုင်မယ်ဒီတရားတွေကိုမကျင့်သုံးနိုင်ဘူးဆိုရင်တော့အချင်းချင်းမုံမြဲမုံမယ်ညှိုးမြဲညှိုးမယ်မနာလိုမြဲမနာဆက်ပြီးတော့လိုနေကြမယ်ဆိုရင်တော့အိဋ္ဌာယုံတွေမျောလင်းလို့မရနိုင်ဘူးလူလဲချမ်းသာနတ်လဲချမ်းသာဆိုတဲ့အတိုင်းလူတွေရဲ့အပြုအမူတွေဟာလောကကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ် အကောင်းဘက်ကိုဥတီသော ပြောင်းလဲမှုနဲ့အဆိုးဘက်ကိုဥတီသော ပြောင်းလဲမှုလို့ရှိတဲ့နေရာမှာအဆိုးတွေလုံနေကြမယ်ဆိုရင်တော့အဆိုးဘက်ကိုဥတီတဲ့ပြောင်းလဲမှုတွေကိုကြုံကြရမယ်အကောင်းဘက်ကိုဥတီသော ပြုမှုမှုများကို ပြုမှုနိုင်ကြမယ်ဆိုရင်တော့မင်္ဂလာရှိတဲ့အတိတ်နမိတ်ဆောင်သော အကောင်းတွေကို ဆောင်ကျင်းပေးသောအနာဂတ်တွေပေါ်ထွန်းလာနိုင်တယ် ဘုရားရှင်ကိုရောမြတ်ကခဏတာတီးတဲ့လောကထဲမှာဘယ်အရာကိုမှငါပိုင်ငါဆိုင်လို့စုပ်ကိုင်မထားနဲ့အသက်ရှင်စဉ်ကာလမှာစက္ကန့်တိုင်းစက္ကန့်တိုင်းဝင်တတ်တိုင်းထွက်တတ်တိုင်းခြေလန်းတိုင်းခြေလန်းတိုင်းမှာမမြဲစင်ရဲ့ဖောက်ပြန်နေတဲ့ယုံနံဓမ္မတို့ကို မြင်အောင်ရှုဆင်ခြင်ကြကုန်၍အဲ့ဒီကိုမြင်တွေ့တဲ့မမြဲခြင်းကိုမြင်တွေ့ရတဲ့ဆင်းရဲခြင်း ဖောက်ပြန်ခြင်းတို့ကို တန်ဝေကယူ၍ခဏတိုင်းခဏတိုင်းဟာပျက်စီးယိုယွင်းနေကြတာပါလားဒါကြောင့်မလို့ဘာအနှစ်မှမရှိတဲ့လောကထဲမှာအနှစ်ရှိတဲ့အလုပ်တွေကိုသာ ပြုစုပွားများရင်အကျိုးရှိတာတွေလုပ်သွားမယ်လို့သူတော်ကောင်းတွေရဲ့ဆန္ဒဖြစ်ပေါ်စေတာဖြစ်တဲ့အတွက်တရားမြင်ရင်တရားနဲ့ညီတဲ့အလုပ်တွေကိုလုပ်ကြမှာမလွဲမသွေပဲ။ အဲ့ဒီတရားနဲ့ညီတဲ့အလုပ်တွေကို လုပ်နိုင်ပါမှလဲတရားနဲ့ညီသောတရားလမ်းကြောင်းပေါ်မှာရှိသောမင်္ဂလာတွေကိုစောင့်ကျင်းပေးသော နိုင်ငံတော်ဖြစ်လာမယ်မင်္ဂလာတွေနဲ့ပြည့်စုံသောနှစ်သက်ဖြစ်လာမယ်နှစ်သက်ကိုကြိုးစိုးတဲ့ဆိုပေမဲ့နှစ်ဟောင်းကပါလာတဲ့အညစ်အကြေးတွေကိုရေနဲ့ဆေးရုံနဲ့ဆင်ကြဲမယ်လို့ထင်နေကြတဲ့နေရာမှာ အမှန်တကယ်ကတော့ တိတ်ကညစ်သေးခဲ့တဲ့ကိုယ်ကာယကံတွေပြစ်စုံပံမှာမညစ်သေးတော့အောင်တရားအသည့်ဖြင့်ဆုံးဖြတ်ချက်ချပြုပြင်ပြင်ဆင်ဆေးကြောလိုက်ပြီးတော့တရားနဲ့ဆေးရခြင်းသာ ဖြစ်တယ်။အတိတ်ကညစ်သေးခဲ့သောတပားသူတွေကိုထိခိုက်စေခဲ့သောဓာသွာခဲ့သူရှာသောအဲ့ဒီစကားတွေကိုပြစ်စုံပံအချိန်မှာကလေးကိုက မပြောတော့ဘူးမဆိုတော့ဘူး ကိုနှုတ်ထွက်စကားကြောင့်ဘယ်သူတဦးတယောက်မှမထိခိုက်စေရတော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးအပြစ်ကင်းတဲ့စကားတွေကို ပြောဆိုပါမှ နှစ်သက်မှမိမိကိုယ်ကို ဝစီကံအားဖြင့်စေကြောပြီတာဖြစ်လိမ့်မယ်မနောကံအားဖြင့်အတိတ်နှစ်မှညစ်သေးတဲ့မနောကံတွေထားခဲ့မယ်ဆိုရင်သူတစ်ပါးပေါ်မှာမလိုမုန်းတာနဲ့ဖြတ်လို့ဖြစ်စည်းစိတ်တွေထားခဲ့ဘူးတဲ့ဆိုရင်မနာလိုစိတ်တွေနဲ့ ူတစ်ပါးကောင်းကျိုးကိုမလိုလားတဲ့စိတ်တွေသာများကြမယ်ဆိုရင်ပြစ္ဆုတ်ပါမှာတော့တတဝအလုံးကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေ။ကြိုးစားသူမတမြလည်းအောင်မြင်ကြပါစေ။အောင်မြင်တဲ့အသီးအပွင့်ကိုလည်းပဲကာလရှည်ကြာဆက်လက်ပြီးတော့စားသုံးနိုင်ပါစေ။ခံစားနိုင်ပါစေစတဲ့ဒီလိုမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေကို ပွားရင်းဖြင့်စိတ်ကို ဖြူအောင်ထားပါမှာ။ ဖြူးစင်းတဲ့စိတ်ကြောင့်ပဲနှစ်သက်မှာနေဟောင်းတုံးကညစ်သေးတဲ့စိတ်ကိုအဲဒီလိုတရားနဲ့စေကြောပြီးသားဖြစ်တယ်။အတိတ်ကအညစ်အကြေးတွေကိုစေကြောဖို့ရေလောင်းဖို့မလိုဘူး။အတိတ်ကအညစ်အကြေးတွေကိုစေကြောဖို့မိမိကာယကံဝစီကံမနောကံတို့ကို တရားနဲ့စေရတယ်။အတိတ်တုန်းကမသိလို့မိုက်လို့တွေးဝဲလို့မားခဲ့တဲ့အမှားတွေကိုတန်ဝေကယူပြီးတော့ ြစ္ဆုတ်ပံမှာဆက်လက်ပြီးတော့မမအောင်နေရမယ်ပြစ္ဆုတ်ပံတိုင်းပြစ္ဆုတ်ပံတိုင်းဟာအမားကင်း၍ပြစ္ဆုတ်ပံတိုင်းပြစ္ဆုတ်ပံတိုင်းဟာဖြူစင်နေမယ်ဆိုရင်ဖြင့်နှစ်သက်ဟာမင်္ဂလာရှိသော ဖြူစင်သော အပြစ်ကင်းသောတန်ရှင်းသောနှစ်သက်ဆိုပြီးတော့ဖြစ်လာပါလိမ့်မယ်နှစ်သက်ကိုကြိုးဆိုကြတဲ့နေရာမှာ တရားဖြင့်ကြိုးဆိုခြင်းကအကောင်းဆုံးကြိုးဆိုခြင်းပါပဲအဲ့ဒီနှစ်သက်ကိုမင်္ဂလာရှိစေခြင်းယင်း ဒီနေ့ပဲမင်္ဂလာရှိအောင်နေလိုက်နှစ်သက်ကိုမင်္ဂလာရှိစေခြင်းတည်းဆိုရင်ဒီနေ့ပဲကိုယ်ကာယကံဝစီကံမနောကံတွေကိုမိမိသူတစ်ပါးအကျိုးများစေသော အပြုအမူအပြောအဆိုအတွေ့အကြံတို့ဖြင့်စလိုက်ဖို့လိုပါတယ်နှင်ဟောင်းကအကုသိုလ်တရားတွေကိုနှင်ဟောင်းမှသာ ထားခဲ့၍ထိုတရားတွေကို ပြန်လည်ပြီးတော့ بوا နေเสียမှာလို့အကုသိုလ်ဆိုတာကပြန်စင်းစားရင်နောက်တစ်ခါပြန်လုပ်တယ်လို့မျိုး ပွားများတယ်တခါပြုထားတော့ကဖြစ်ခဲ့တဲ့စေရနာအတိုင်းစေရနာအသက်ပြန် ဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်ကံကဆင်ပွားပွားလာပြီးပို့ပြီးတော့ကြီးမားလာတတ်တယ်။ဒါကြောင့်အကုသိုလ်ကိုမပွားပဲကုသိုလ်တရားကိုသာ ပွား၍အရင်တော့ကမပွားဘူးသောတတိတရားအရင်တော့ကမပွားဘူးသောဝိရိယတရားအရင်တော့ကမပွားဘူးသောပညာတရားတွေစရှိတော့ ကုသိုလ်တရားတွေကိုထက်ခါထက်ခါပွားဖို့လိုတယ်ကုသိုလ်များများပွား၍ကုသိုလ်အဟုန်ကြီးလာပါမှလောကကြီးကပြန်လဲပြီးတော့နလန်ထူလာမှာအခုလူတွေရဲ့လောဘဒေါသမောဟတို့ကြောင့်ပဲတဘာဝတွေပျက်စီးတယ်အခြေအနေတွေပျက်စီးကြတယ်ရေမြေတောတောင်တွေလည်းပုံစံတွေပြောင်းကုန်ကြရတယ်ဒီတော့ယာတိဥဒ္ဒုတွေဖောက်ပြန်ကုန်ကြတယ် လူတွေရဲ့မစင်မကျင် ပြုတ်မှုကြသောတဘာဝပျက်စီးအောင်လုပ်တဲ့အလုပ်တွေများစွာရှိတယ်။မြေတွေအစမတန်တူးကြခြင်းမြစ်ကြောင်းတွေပြောင်းလဲအောင် မြစ်ကြောင်းထဲမှာစီးဝါးရှာကြခြင်းစတဲ့လောဘကို အခြေခံပြီးပြုတ်တဲ့ဝိသမလောဘတွေကြောင့်မြစ်ကြောင်းတွေကောကုန်ကြတယ်။ချောင်းတွေကောကုန်ကြတယ်။မြေတွေပြိုကုန်ကြတယ်။တပင်းတွေရှားပါကုန်ကြတယ်။ တရားဇာတတွေရှားပါကုန်ကြတယ်စတယ်တဘာဝတရားကို ဖြည့်ဆည်းပြစ်တာက လူတွေကိုယ်တိုင်ပဲဘာကြောင့်ဖြည့်ဆည်းပလိုက်လဲဆိုတော့ကိုကြိုးကြည်ကြလွန်လို့ကိုတကိုအတွက်သာကြည်၍ကြံသောသူတွေရဲ့အခြေအနေကို မငဲ့ကြပဲအတ္တကြည်ကြခြင်းလောဘကြည်ကြခြင်းဒေါသကြည်ကြခြင်း မောဟကြည်ကြခြင်းတည်းဟူသောတရားတွေကတဘာဝတောတောင် ရေမြေတွေကိုတောင် ဖြည့်ဆည်းပလိုက်တယ် ဲ့ဒီချိန်မှာဆင်ကဲဆက်ပြီးတော့တိုက်ရောက်မှုကတော့ယာဒီဥတုတွေကိုပါဖောက်ပြန်သွားစေတယ်လူတွေဖန်တီးလို့ပဲယောဂါတွေမျိုးစုံဖြစ်ကြသလိုလူတွေဖန်တီးလို့ပဲယာဒီဥတုတွေပြောင်းလဲဖောက်ပြန်လာတာကို မျက်မြင်ကိုတွေ့တွေ့နေကြတယ်တိပံလေးအရာကြည့်မယ်ဆိုလဲဒီဘက်ခေတ်မှာ တချို့သောစွမ်းအားကြီးတဲ့နိုင်ငံတွေကယောဂါပိုးတွေလဲဖြန့်လို့လွယ်တာကို တွေ့လာရတယ် အစာတောက်ထဲမှာပဲဖြစ်ဖြစ်လေဓုထဲမှာပဲဖြစ်ဖြစ်သူတို့ရဲ့ကိုကျိုးအတ္တကျိုးတွေကို ကြည်ပြီးတော့တခြားသူတွေအပေါ်မှာညာတမှုမရှိယောဂါပိုးတွေဖြန့်တက်ကြတယ်ဒါအပြင်လောကကြီးတစ်ခုလုံးကိုပျက်စီးသွားစေသောမိုးအတူတွေအလင်းရောင်အတူတွေနောက်အင်မတန်မှဆန်းကျယ်သောရောင်ကြီးတွေအဲ့ဒီအရာတွေကိုထုတ်ပြီး လောကကြီးမီးလောင်သွားသည့်အထိထန်တင်းနိုင်တဲ့လက်နက်တွေထွင်ထားကြတယ်။လူသားအလုံးမျိုးတုံးသွားသည့်အထိဖြစ်စေနိုင်အောင်အစွမ်းထက်တဲ့လက်နက်စွမ်းတွေလည်းဖန်တီးထားကြတယ်။မထင်ရင်မထင်သလိုကိုမကျင်နဲ့တဲ့သူတွေအပေါ်မှာအဲ့ဒီဇီဝလက်နက်အစရှိသောဆန်းပြတဲ့လက်နက်တွေနဲ့အနိုင်ယူနေကြတဲ့အခါကဘာကြီးတစ်ခုလုံးကရာသီဥတုတွေပါပြောင်းလဲဖောက်ပြန်ကုန်တယ်။ တဘာဝကိုအံတုပြီးတော့ဖန်တီးတဲ့အရာတွေဟာအဲ့ဒီတဘာဝကိုပဲပြန်ပြီးတော့ဖြည့်ဆည်းပြစ်တလို့ဖြစ်နေတာကိုတတိမမူမိကြဂယုမဆိုင်မိကြတဲ့အတွက်လောကကလည်းကြေမွပြီးတော့ပျက်စီးစာပြုနေပြီဒါကိုမေတ္တာကရုဏာအစရှိတဲ့ဓမ္မစိုးတရားတွေပြန်လဲပွားများခြင်းမပြုကြသေးဘူးဆိုရင်နှစ်တင်မှလည်းကောင်းသောတရားတွေရောက်လာစရာအကြောင်းမရှိဘူးလောဘဒေါသမောဟတွေကို မချိုးနိုင်နိုင်တဲ့မြကာလပတ်လုံးအစိုးဘက်ကသာဦးတည်มาဖြစ်တယ်။ဒါကြောင့်နှစ်သက်မှာအစိုးတွေထပ်ပြီးတော့မပွားကြပါနဲ့တော့အချင်းချင်းမေတ္တာတရားသာများများထားကြပါ ကိုကျင်းစာတရားသာများများထား၍ရောင်ရဲသောစိတ်နဲ့စိတ်ထားဖြင့်မိမိလုံလဝရိယနဲ့တင့်တင့်မျှတာထိုက်တန်တဲ့ရလကိုသာ တောင့်တကြကုန်၍မိမိလုံလဝရိယမပါဘဲသူတစ်ပါးကိုနှိပ်စက်ပြီးမှ သူတစ်ပါးကိုအနိုင်ယူပြီးမှ သူတစ်ပါးအပေါ်မှာမတော်မတရားပြုပြီးမှရလာမဲ့ထမင်းတလုတ်ကိုမစားခြင်းကြနဲ့ကိုစားတဲ့ထမင်းဟာလိပ်ပြာတန်တန်စားနိုင်တဲ့ထမင်းဖြစ်ဖို့လိုတယ်လူတိုင်းတွေထမင်းမစားဘဲမနေနိုင်လို့ထမင်းရှာစားကြတဲ့နေရာမှာတန်ရှင်းသော ရှာဖွေနေဖြင့်ရှာဖွေစားတော့သောထမင်းတနတ်ဖြစ်ဖို့လိုတယ်ကိုစားတဲ့ထမင်းတနတ်ဟာသူတစ်ပါးမျက်ရည်ကြမှာစားရတဲ့ထမင်းတနတ်ဆိုရင် သူတစ်ပါးမျက်ရည်ကို စားတဲ့သူဖြစ်တဲ့အတွက် သူတစ်ပါးကိုမျက်ရည်ကျစေရင်ကိုကိုတိုင်းလည်းမျက်ရည်နဲ့ပြန်ပြီးတော့ပေးစားရလိမ့်မယ်ကိုစားတဲ့ဓမင်းတလုံးဟာသူတစ်ပါးဘဝကိုဖြည့်ဆည်းပြီးမှစားရတဲ့ဓမင်းတလုံးဓမင်းတနတ်ဆိုရင်အဲ့ဒီဓမင်းကို စားရင်နဲ့သူတစ်ပါးဘဝဖြည့်ဆည်းသလိုကိုလည်းပဲဘဝဖြည့်ဆည်းခြင်းနဲ့ပြန်ပြီးပေးစားရတတ်တယ်ကာမဏိယာမှာသဘောတရားအရာကောင်းတဲ့အလုပ်တွေလုပ်ထားတဲ့အခါ ကောင်းကျိုးတွေကိုပြန်ပြီးတော့ခံစားရမှာဖြစ်ပေမဲ့သိုးတာတွေလှုပ်ထားပြီးဆိုရင်တော့ဘဝမကူးခင်ပဲတံပြန်ဆိုးကျိုးတွေပြန်ပြီးရကြတယ်။အကောင်းတွေပေးထားရင်နိဗ္ဗာန်မရခင်စကြတန်တရာမှာလဲရအောင်မယ်ဆိုရင်အကောင်းတွေပြန်ရောက်လာတတ်ပေမဲ့အဆိုးတွေကိုလှုပ်ထားပြီးတဘဝသာသာကြည်၍တနတ်သာသာကြည်၍စားထားသောလှုပ်ထားသောယူထားသောအရာတွေကိုတန်တရာမှာ ပြန်ပြီးတော့ပေးဆက်ရတယ်ဒီဘဝမှာ အနိုင်ယူထားရင် နောက်ဘဝမှာသူတစ်ပါးကို အနိုင်ပြန်ပေးရတယ်ဒီတစ်ပါးမှာဒီဘဝမှာ သူတစ်ပါးကို နှိပ်စက်ထားရင်ဒန္တရာမှာ သူတစ်ပါးနှိပ်စက်တာကို ပြန်ခံရတယ်ယူထားတာတွေအကုန်ပြန်ပေးရတတ်တယ်ပေးထားတာတွေကတော့ပြန်ရတတ်တယ်ကောင်းတာပေးထားရင်ကောင်းတာတွေပြန်ရတတ်တယ်ဆိုးတာတွေပေးထားရင်တော့ဆိုးတာတွေပြန်ရတတ်တယ် ယူထားတဲ့အရာတွေက ကောင်းသောအရာတွေ ယူထားတယ်ဆိုရင်တော့ကိုကလည်းကောင်းသောအရာတွေကို ပြန်ပေးနိုင်လိမ့်မယ်။မကောင်းသောအရာတွေကို ယူထား၍မတော်မတရားယူထားတာတွေဆိုရင်ကိုလည်းပဲမသိမတင်မမျှတတဲ့နေနဲ့ပြန်ပြီးတော့ပေးဆရာတတ်တယ်။ဒါဟာကမ္မနိယာမသဘောတရားပါပဲ။အဲဒီတော့လူတဦးတိုင်းတဦးတိုင်းဟာမေတ္တာကရုဏာမုဒိတာဥပေက္ခာတိဟူသော အခြေခံပြမစိုးတရားနဲ့တကွာ ဝိပဿနာတရားဤဟူသောသင်္ခါရတရားတို့၏မမြဲစင်းရဲ့ပေါက်ပြံမှုတွေကိုစင်ကျင်းတဲ့ဉာဏ်တရားကို ပွားများကြရင် ကုသိုလ်ကိန်းတဲ့နှလုံးသားတွေဖြစ်အောင်နှစ်သက်မှကြိုးစားဖို့လိုပါတယ်။အာလုံးတူးချင်းတယောက်ချင်းဟာပြမစိုးတရားတွေကိုကျင့်သုံးကြသောအားဖြင့်မင်္ဂလာရှိတဲ့နှစ်သက်ကိုဖန်တီးနိုင်ပါလိမ့်မယ်။မိဘနဲ့သားသမီးကြားဆရာသမားနဲ့တပည့်ကြားမိတ်ဆွေအချင်းချင်းကြားဆွေမျိုးတွေကြား အပေါင်းအသင်းတွေကြားမှာဗျမစိုးတရားတွေထွန်းကားအောင် ပြန်လဲကျင့်သုံး၍တဦးနဲ့တဦးနှိပ်စက်ခြင်းအနံ့ယူခြင်းညစ်ပတ်ခြင်းကောက်ကျစ်ခြင်းဆိုတဲ့အရာတွေမရှိအောင်တတိထားပြီးတော့ဖြူစင်တဲ့အသက်ရှင်ခြင်းဖြင့်ဆက်လက်ရှင်သန်ကြမယ်ဆိုရင် မင်္ဂလာရှိတဲ့နှစ်သက်ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်အားလုံးသောမြန်မာနိုင်ငံတနင်္ဂနွေလုံးမှာရှိတဲ့တရားနာသူအပေါင်းနဲ့တကွာယောဂီအပေါင်းသူတော်ကောင်းတို့သည် မိမိရဲ့စိတ်ကိုနှစ်သက်မှာတရားပြန်စေကြောကြကုန်၍ဖြူစင်သောကာယကံဖြူစင်သောဝစီကံဖြူစင်သောမနောကံတို့ဖြင့်နှစ်သက်ကိုကြိုးစိုးနိုင်ပါစေလို့ဆုတောင်းရင်းအားလုံးသောတရားနာသူအပေါင်းမြတ်စွာဘုရားရဲ့တရားအရေးမှာအေးချမ်းကြကုန်၍နိဗ္ဗာန်ရောက်သည့်အတိုင်းအောင်ကျင့်ကြံနိုင်သော သူတော်ကောင်းသူတော်များများဖြစ်ကြပါစေကုန်တည်း